အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်ဒီနှစ်ဆောင်ကအေးလွန်နေတဲ့ရင်ကားထတယောက်သေးရင်ဆိုင်ဖြတ်တန်းရရတဲ့ဆိုတော့မဆုတ်သင်ပါရဲ့တခြင်းလေးတိုင်းဒီနှစ်ဆောင်ဟာအေးပို့နေခဲ့ပါရှင်တယောက်သေးရင်ဆိုင်ဖြတ်တန်းနေကြသူတွေအတွက်တော့ဆောင်းထူထူအနွေတဲ့ထူထူလေးလိုအပ်နေမှာပါကျမတို့ CG platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မူလဝတ္ထုခမန်းချက်လေးတွေကိုဆက်ပြီးပြောပြပြခြင်းဒီနေ့တော့ငလင်းတည်င်းကိုအရင်ဆုံးပြောပြခြင်းပါတယ် ဒီနေ့မနက်တနာရီ25မိနစ်အချိန်မှာချင်းပြည်နယ်တိတဲ့မြို့ရဲ့အရှေ့မြောက်ဘက်73မိုင်အကွာအနက်64ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရချက်တာစကေး၄.၉အဆင့်နဲ့အားနည်းငယ်ရှိတဲ့မြင်းကလင်းငယ်တခုလောက်ခတ်သွားခဲ့ပါတယ်။မြန်မာနိုင်ငံဟာမြင်းကလင်းကျော်မှရှိနေတာကြောင့်မြင်းကလင်းလုတ်တိုင်းအထူးသတိရှိကြဖို့နဲ့ငလင်ဆိုင်ရာကြိုတင်ကာကွယ်ခြင်းပညာပေးတဲ့တွင်တွေနဲ့ဆောင်ရန်ရှောင်ရန်တွေကိုလေ့လာပြီးသတိနဲ့နေထိုင်ကြဖို့အကြံပြုလိုပါရှင်။ ဆက်လက်ပြီးပြည်내နဲ့တိုင်းတွေရဲ့ဒီနေ့ဖြစ်တန်ရနိုင်တဲ့အပူချိန်တွေအနေနဲ့တနေ့တာပြန်မြအပူချိန်တွေကိုအရင်ဆုံးပြောပြပါမယ်။တနိုင်ငံလုံးတိုင်းတာနဲ့ဒီနေ့မှာတော့နေပူချိန်တွေဟာ30ဒီဂရီဆယ်စီယက်ကိုမကျော်တော့တဲ့အထိနေပူချိန်ကျဆင်းနေပါတယ်။ပြည်내နဲ့တိုင်းတွေထဲအေးဆုံးဒေသတွေဖြစ်တဲ့ချင်းနဲ့ရှမ်းတို့ရဲ့တနေ့တာပြန်မြအပူချိန်ကတော့30ဒီဂရီဆယ်စီယက်ကနေ8ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်ပြီးချင်းပြည်နယ်အပါအဝင်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းကတောက်ပေါ်ဒေသတချို့မှာတော့ နှစ်ဒီဂရီဆယ်စီယက်ထိအပူချိန်ကျဆင်းနိုင်ကအချို့တောက်ထိပ်တွေမှာဆိုရင်ရေခဲအမှတ်အောက်အနှုတ်နှစ်ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်တာကိုတွေ့ရပါရဲ့ရှင်။ကချင်း၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊နေပြည်တော်၊မကွေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာတနေ့တာပြင်းများအပူချိန်14ဒီဂရီဆယ်စီယက်ကနေ17ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်ပြီးကရင်နီနဲ့ကရင်ပြည်မြောက်ပိုင်းတွေမှာတော့17ဒီဂရီဆယ်စီယက်ကနေ10ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်ပါရဲ့ရှင်။ ရခိုင်ပြည်နယ်အပါအဝင်မြန်မာပြည်အောက်ပိုင်းဒေသတွေဖြစ်တဲ့အေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်တော်ပိုင်းနဲ့မူပြည်တို့မှာတော့17ဒီဂရီဆယ်စီယက်ကနေ16ဒီဂရီဆယ်စီယက်ထိကျဆင်းနိုင်ပါရဲ့ရှင်။ဒီနေ့အတွက်အမြင့်ဆုံးပူချိန်တွေရရှိနိုင်တဲ့စားလုပ်ငန်းတွေရှိရာရခိုင်ကန်ယူရန်မြဝကျွန်းပေါ်မော်တမာကွေ့မွန်တနင်္သာရီကန်ယူရန်တခြားမှာရှိတဲ့ဒေသတွေမှာတော့ 22ဒီဂရီဆဲစီယက်ကနေ20ဒီဂရီဆဲစီယက်ထိသာတနေ့တာပြင်းပြပူချိန်တွေကျဆင်းနိုင်ပြီးအမြင့်ဆုံးပူချိန်ဖြစ်30ဒီဂရီဆဲစီယက်ကနေ32ဒီဂရီဆဲစီယက်ထိမြင့်တက်နိုင်တယ်လို့အသိပေးလိုပါတယ်ရှင်။ ထူးခြားမှုအဖြစ်တနင်္သာရီတိုင်းကဘိမျိုးအောက်ဘက်မှာတနိဒာပြင်းများပူချိန်ဟာအမြင့်ဆုံးကိုရောက်ရှိနေပြီးတနင်္သာရီဘုတ်ပြင်းစာရည်မျိုးနယ်တွေမှာတော့တနိဒာပြင်းများပူချိန်34ဒီဂရီဆယ်စီယက်ကနေ38ဒီဂရီဆယ်စီယက်ထိအမြင့်ဆုံးရောက်ရှိနိုင်တာကြောင့်ဆောင်းရသီလိုတောင်ပြိုဖို့ခန့်နိုင်တဲ့အပူချိန်ကိုခံစားရနိုင်ပါရဲ့ရှင်။ဒါအပြင် ပြင်းစလူဘိုကလေးနဲ့ ဖျာပုံမျိုးနယ်တောက်ဘက်ချံကမြဝကျုံမောကံယူရန်တရှောင်းနဲ့မွန်တနေသားရဲ့ကံယူရန်တရှောင်းမှာတော့ဒီနေ့မွန်လယ်သုံးနာရီခန့်အထိခရင်လွတ်ရောက်ကြီးအညွန်ကဲ UV Inter 8အဆင့်အထိအမြင့်ဆုံးအခြေအနေမှာရှိနေတာကြောင့်နေလေခင်သွာလာသူတွေနဲ့စားလုပ်ငန်းလုပ်ကြိုက်သူတွေအနေနဲ့သွာလာလုပ်ကြိုက်ရမှာခရင်လွယောက်ကြီးကကွယ်နိုင်ဖို့အင်ဂျီလက်ရှိဝတ်ဆင်တာ TO ထုံနေကမြင့်မှန်စားတာတွေဝတ်ဆင်လုပ်ကြိုက်ကြဖို့နဲ့နေကိုထားရမကြည့်မိဖို့တတိပြုကြပါလို့တိုက်တွန်းလိုပါရှင်။ အခုတင်ဆက်ပေးခဲ့တဲ့မိုးလွေသားခမှန်ချက်တွေကိုတော့ကျွန်မတို့ CJ platform ကမိုးလွေသားလေးလာသူတူဖြစ်သူကိုလကွန်အိမ်ကမိုးလွေသားခမှန်မော်ဒယ်တွေမှာပေါ်ပြထားချက်တွေကိုစုစည်းပြီးတော့ခမှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။မိုးလွေသားဖြစ်စဉ်တွေဟာချိန်နှဲ့မြပြောင်းလဲနေတာကြောင့်ကျွန်မတို့ CJ platform ရဲ့နောက်ဆုံးရမိုးလွေသားခမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တိုင်ရခန့်လိုပါရဲ့ရှင်။ မိုးလေဝသနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုခန့်မှန်တွက်ချက်ရမှာဒေတာတွင်ဖြစ်ပေါ်နေတဲ့မိုးလေဝသဖြစ်စဉ်တွေဟာအလွန်အရေးပါတာမလို့မိမိတို့ဒေတာတွင်မှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ပါအောင်နော်အားလုံးပဲကျမရှင်လန်ကြပါစေလို့ကျမစင်တီကဆုတောင်းပေးပါရှင်